ရခိုင်ပြည်မှာတွင်းအားစုဈေးတွေဆက်လက်မြင့်တက်နေစေဖြစ်တဲ့အတွက်အခုနှစ်မှာလေအေက9သိန်းလောက်ပဲစိုက်ပျိုးနိုင်တော့မေလို့ရခိုင်ပြည်လုံးဆိုင်ရာတောင်တူလီသမားတမကကနေတီးရပါတယ်ရခိုင်မှာပြီးခဲ့တဲ့2024ခုနှစ်မိုးစပါးဆိုက်ရာဒီကလေအေက9သိန်းလောက်ပဲစိုက်ပျိုးနိုင်ခဲ့ပေမဲ့ဒီနှစ်မှာလေယာလုပ်ငန်းအတွက်တွင်းအားစုတွေဖြစ်တဲ့ထွန်ရဲစီရေး73စီဓမြီဩဇာ ထွန်ရဲလုတ်သားစည်းရိတ်စားတဲ့သွင်းအားစုတွေဆက်လက်ဈေးမြင့်တက်နေတာကြောင့်ဧက9သိန်းလောက်ပြီးစိုက်ပျိုးနိုင်ပြီလို့ခန့်မှန်းမိတယ်လို့ရခိုင်ပြည်လုံးဆိုင်ရာတောင်တူလီသမားတမကရေးပြန်ကြားရေးတာဝန်ခံဦးအောင်ကျော်မြတ်ကနှရင်းစရာကိုပြောပါရယ်လီသမားတွေကအရင်စိုက်ထုတ်မှုတွေကမရှိနိုင်ဖြစ်တဲ့အတွက်နောက်ဆက်တွဲအနေနဲ့2023 2024မိုးရာသီမှာ9သိန်းလောက်ပဲစိုက်နိုင်လေဆိုရင်ဒီနှစ်မိုးရာသီမှာ 9သိန်းပက်လီလောက်ပေးစိုက်ပျိုးနိုင်ပြီလို့သူကတုံ့တက်ပါရယ်ပြခိုင်မှာပြီးခဲ့တဲ့နှစ်စပားဆိုင်ရာတီကလေတိုက်ပွဲတွေနဲ့လမ်းပန်းဆက်တွေရေဖြတ်တောက်ခံနေရတာတွေကြောင်းတွင်းအားစုတွေဈေးနှုန်းမြင့်တက်ခဲ့တယ်လို့သိရပါရယ်ဒီနေ့မှာရခိုင်ကမြို့နယ်ဆေးလေးခုမှာတိုက်ပွဲတွေမရှိတော့ပေမဲ့လမ်းပန်းဆက်သူရေပြတ်တောင်ကြီးအားကြောင့်ဓမ်မြေဩဇာတအိတ်ကိုကျက်နှသိန်း3000ဝန်းကျင်နဲ့ ဒီစီစီတပီပါကိုလည်း၁၈သိန်းဝန်းကျင်အထိဈေးနှုန်းမြင့်မားနေစေလို့သိရပါရှင်။